နွေဦးနေရတိန် channel ကိုအားပေးနှဆင်နေကြတဲ့သူတွေအားလုံးပဲမင်္ဂလာပါရှင်။နွေဦးနေရတိန် channel ကနေဆရာကြီးတာရုရဲ့တာချင်မြတ်ချေဝတ္ထုတို့များတာရုဤအစာစုနှစ်စာအုပ်ထဲကဝတ္ထုတွေကိုရွေးချယ်ဖတ်ပြနေပါဗျ။ဒီကနေ့မှာဖတ်ပြဖို့ရွေးချယ်ထားတာကတော့လူမှန်ရင်နှစ်ချက်ခွဲဆိုတဲ့ဝတ္ထုတို့ပဲဖြစ်ပါတယ်။နှဆင်အားပေးပါအောင်နော်။လူမှန်ရင်နှစ်ချက်ခွဲ ကပ္ပယကြီးဖះကျောင်းနိုင်စရာတော့ကသူရှိမှကပ္ပယကြီးအားတို့ခေါ်လိုက်သည်ကိုကပ္ပယကြီးကတို့ပြန်ထူဒီတွင်ဘလို့တော့ဟာယဟန်မခံကျင်သေးဘူးလားခေါင်းခါသည်ဟဲမင်းအတန်60ကျော်နေပြီပဲဟာတင်မတပည့်တော်ကညစာမစားပဲမနေနိုင်ဘူးဖေဟာ မင်းနဲ့ကွာဒီလိုပါဗျာအရင်တခါလေးဆရာတော်ကိုရှောက်ဘူးပါတယ်တပည့်တော်ကဝမ်းနဲ့အစာမရှိရင်နှလုံးတုံတတ်ပါတယ်ဗျာဒါကြောင့်ပါဗျာအေးအေးသွားတော့ဟိတ်ဟိတ်ဝေဝေးကြီးလည်းသွားမနေနဲ့ဦးနော်တော်ကြဖုန်ကြီးခိုင်းဆရာရှိတယ်တင်ပါဗျာကပိယကြီးကြောင်းအောက်တို့ဆင်းလားလေကားတစ်ဝက်လောက်အရောက်တွင်ရွေသူခန့်ရွယ်အမျိုးသားတအူးចောင်းပေါ်အတက်နှင့်送မိကြကား ရုပ်ဦးမျိုးကြီးဆရာတော်ကြီးရှိသလားကျင်းကုန်ကျင်းနေသလားရှိပါဗျာမကျင်းသေးပါဘူးဗျာတို့ဖြစ်ရင်ကပ္ပယကြီးဆက်၍ဆင်းတော်မီအပြုတက်လာသူကလန်တာပြီးတပြားစီနှစ်စိပေးလိုက်၏ခစ်တီအင်္ဂလိပ်လက်အောက်မှာမလွတ်မြောက်သေးတော့1934ခုနှစ်ဝင်ချင်းထိုစဉ်ကပတ်စံနှစ်ပြားသည်ဥညိုကြီးကဲ့သို့သောဘုန်းကြီးကျောင်းတွင်ကက်စားနေရသည့်ကပ္ပယကြီးအတွက်အလွန်တာသွားသောနှစ်ပြားဖြစ်ချည်သည် လုံးဘက်တလက်မနီးပါးများရှိလျက်ငါးလက်မခန့်ရှိသောအိစီတန်စေဘော်လေးကိုထိုနှစ်ပြားနှင့်ဝယ်လျင်သုံးလေးရသည်ဥညိုကြီးအဖို့တနစ်တလေးတော့သုံးရစာဖူလို့မြည်ဖြစ်ဥညိုကြီးချက်ချင်းပင်ကျောင်းနှင့်ပေတရာခန့်ရှိကုန်းစွန်ဆိုင်လို့လျှောက်သွားကကြေးပြားစီနှစ်ပြားကိုလက်ဝါတွင်ဆုပ်ထားရမှချီတုံချတုံလုံနေစဉ်ဘာယူမလဲကပ်ပြရကြီးထညက်ခဲလားဆေးလေလားဆိုင်ထိုင်ကလေးမက မေးသည်တွင်မှာဆေးလေး သူတောင်းနေကြအက်စီဒန်စေးဘောလိတ်၃လိတ်လမ်းပေးသည်တွင်တပြားနှစ်လိတ်စာမက်ဆေ့ညိုမပေးတော့ဟေးတပြားဘူးဘာလဲဘာကြီးပစံပြက်နေပြီလားရှိပါတယ်ဟလက်ဝါဖြန့်ပြသည်နပြားဒီတပြားကလုံလုံမမဲထားရအောင်မေမုံဘူးစေးလိတ်ဘူးပေးမဲ့လူတွေကနေ့တိုင်းလာတာမဟုတ်ဘူးကွာ ဆရာတော်ဒီဥညိုကြီးဟာယဟန်မောင်ဝင်းရဲ့အချင်းချင်းတရားပြနားချတော့လဲအချင်းနီးသာဖြစ်ခဲ့ရသည်ဟဲ့ကပိယကြီးဖေယထို့ဖေယအတန်ဒီစောင့်ကြည့်အောင်ကြီးထွက်လာတဲ့လောက်မျက်နှာလဲအောက်တူတူဖြစ်နေသည်အေးငါ့ကိုတင်ငန်းဝတ်ခိုင်းဦးမှာထင်ပါရဲ့စိတ်ညစ်လိုက်တာပူရွေးလဲစိတ်ထဲမှာကြိတ်ရွေးရွတ်လိုက်ခိုင်းပါပင်အေးမင်းယဟန်မောင်မဝင်ခြင်းလဲနေပေါ့ကွယ် ဆရာတော်ဒီဦးညိုကြီးကစစ်စစ်ဆက်ဆက်ကြိလိုက်ပြီးမှဟဲ့ညိုကြီးမင်းလုံးကြီးကလည်းဟောင်းနှွမ်းစုပ်ပြက်နေအမြင်မတော်တော့ဘူးကွယ်မမအရှင်ဖျားကိုတပည့်တော်ရှောက်ထားခဲ့တာကြာပါပြီဖျားလုံးကြီးဝယ်ပေးဖို့အိမ်ဟုတ်ပေတာပဲဆရာတော်ဒီဤလိုအမိန့်ရှိရင်ကမျက်လုံးကိုကျင်း၍ကြိလိုက်ပြီးမှစက်တီကန်နေဝင်သွား၏ဆရာတော်ပြန်ထွက်လာတော့အခါလက်ချေအထဲထဲသည့်စကူအိတ်တလုံးပါလာသည်နောက် နေသားတကျထိုင်မိသည်နှင့်ကဲကဲမင်းရဟန်းမခံကျင်လဲနေပေါ့ခုလိုမင်းကအရက်ဝတ်အရက်စားလူဝတ်ကြောင်နဲ့စားရင်ဘိုးတို့လည်းလုပ်ပြီးနေပါလားကျောင်းနဲ့တင့်တယ်တာပေါ့ကွယ်ဦးညိုကြီးမျက်လုံးဝိုင်းသွားသည်မလို့ရှင်ဘူးဖေကဆရာတော်ကသုံးလေးချိန်ပြောတော့လေဦးညိုကြီးတင်းခံနေသဖြင့်အေးပေါ့အေးပေါ့မလို့ရှင်လဲနေပေါ့ကဲဒီအစကလေးယူသွားပစိုးချုပ်ခိုင်းပြီးအဲ့ဒါဝတ်ထားအောင် နောက်မှအယောင်နဲ့ဟာဝယ်ပေးမယ်။ဆရာတော်ဒီပတ်စံတပဲယခုခေတ်6ပြားခန့်ပစိုးချုပ်ခနှင့်အတူ အထည်အိတ်ကိုလမ်းလိုက်။ဦးညိုကြီးအိတ်ကိုဖွင့်ကြည့်သည်။ဖွေးဖွေးဖြူနေသောပိတ်ဆကို တွေ့ရသဖြင့်အသားကိုကန်ကြည့်သည်။ချော၍ညက်နေသောကြောင့်အလွန်သဘောကျသွား၏။ဆရာတော်ရဲ့ပစ္စည်းလေးပါဒါရကကြီးရဲ့ထဲဆိုင်မှာတွားချုပ်ခိုင်းပတ်စံယူမှာမဟုတ်ဘူး။ငါတပဲပွားပြီ။ ဤလိုအတန်မထွက်ဘဲစိတ်ကူးနေမြူးသွားရကဦးရဖာရထသွားလေတော့ဤကျောင်းတို့ပြန်ရောက်လာတော့ကြကြနနရီမိုးချိုးကပိဖြူပစိုးအသည့်ဆက်ဆက်ကိုဝှက်၍ကျောင်းဝန်းကျင်တွင်လန်းတလားနေသည်ကိုဆရာတော်ကကျောင်းပေါ်မှကြည့်၍ပြုံးနေသည်။သုံးလျက်မြကြာတော့ဆရာတော်ကဥညိုကြီးကိုခေါ်၍ဟဲ့ကပိယကြီးအဲ့ဒီပစိုးကမလဲတော့ဘူးလားလဲဆရာလုံးကြီးကောင်းကောင်းမှမရှိတာဒါပေမဲ့တပည့်တော်တေပေပြီးဝတ်နေတာမဟုတ်ပါဘူး။နေရက်တခါလျှော်ပါတယ်ဖေ။ အေးအေးနို့ဆွကြတော့ဘာလို့မလျှော်တာတော့အယောင်မရှိအစင်းမရှိနဲ့ဝါချင်းချင်းနဲ့တပည့်တော်မှာဒီနှစ်ထဲပဲရှိတာဗျာတတဲဟောင်းတထဲလျှော်ကြာတော့လေဝါသွားတာပေါ့ဗျာဆရာတော်ထဝင်သွားပြန်နီကျက်တေးကန်းတဲ့တို့လုံကြီးကဖြူးဖြူးဆွကြကဝါဝါကြည့်မကောင်းပါဘူးဟဲ့ယော့ဒီပိတ်ကလေးပတ်ထားနောက်မှဆွကြဝယ်ပေးမယ် ဆရာတော်ကြက်တီကန်းထဲမှယူလာသောပိတ်ဆာကိုကပိယကြီးအားပြစ်ပေးလိုက်သည်ကိုအသာအကိုင်းကြည့်ပြန်သည်။ရှက်ချုပ်သောပေါပလင်အကောင်းစားကပိယကြီးအလွန်သဘောကျသွားသည်။ချက်ချင်းပင်စွတ်ကြဲကိုချွတ်၍ပိတ်ပိုင်ကိုသူ့ကိုယ်တွင်ပတ်လိုက်သည်။ဆရာတော်ဖျက်ဟေးစွတ်ကြဲနေတော့ငါအိုက်တယ်ဖျက်ခုတော့ဒီကိုယ်လုံးအေးသွားတာပဲ။အေးကောင်းတာပေါ့ကွယ်နောက်ပြီးဟဲ့နေပါအောင်ကပိယရဲ့ မင်းကောင်းကရောင်နှုံးကြီးရောမအိုက်ဘူးလားရှုပ်ကုန်မရှုပ်ဘူးလားဖြေရရှင်းရတာနဲ့စီထဲရတာနဲ့ဟုတ်တယ်ဖျက်အဲ့ဒါတပည့်တော်လည်းစဉ်းစားနေတာကြာပြီဖျက်ဘူကေထားရကောင်းမလားလို့အာမင်းဘူကေကညက်ရတာကြီးမနေဘူးနော်ဇမင်ညက်ဆိုင်ကတခါသွားညက်ရင်တမူအနည်းဆုံးပေးရမှာတမူသုံးကဆိုရင်လုံးကြီးတစ်ထဲဝဲနိုင်နေမဟုတ်လားဟရှုပ်ပါလေကွယ်ကရုံးနာတုံးလိုက်ပါတော့ တို့အမိတ်ရှိရင်ကပဲဆရာတော်ဒီဖျားအောင်မှာမက်ဆေ့ကလေးတစ်စီယူပေးလိုက်။ဥညိုကြီးចောင်းပေါ်မှာခက်တုတ်တုတ်ဆင်းသွားရင်ကဂရုံးရိတ်ခတပည့်ထက်ပူပေးရမည်မဟုတ်သဖြင့်သုံးဘဲကိုသူပိုင်တော့မိအရေးအတွက်အတော်ကလေးဝမ်းသာသွားရှာ၏။ဤလိုဖြင့်ဥညိုကြီးဒီဂရုံးနှင့်ပိတ်ဖြူပစိုးနှင့်ပိတ်ဖြူတပတ်နှင့်မျက်နာမော့မော့ရင်ကော့ကော့ဖြင့်သွာလာလှုပ်ရှားနေသည်။တွက်လက်နေသည်။ဖိုးသူတော်လှုပ်ခိုင်းသည်ကိုမလှုပ်လို့ဟုတင်းခံခဲ့သည်။ အများသူငါတို့ကဥသူရောဟုခေါ်လျင်မကြိုက်ကပိယကြီးခေါ်မှသဘောကျသည်မြမာရင်ဆွေဥစကားတရက်ရှိသည် ဖိုးသူရောလုတ်ပါဆိုတော့ဟင့်အင်ဟင့်အင်နဲ့ခေါင်းတွင်တွင်ခါပြီးခုတော့ဖိုးသူရောဖြစ်မှန်းမသိဖြစ်နေပြီရင်စကားဒီဥညိုကြီးဤဖြစ်အင်မျိုးကိုအစွဲပြုတ်တင်စားပြောဆိုခဲ့ကြသလိုမပြောတဲ့ဥပမာလူမျိုးကြီးဟာအိမ်တော်ပြုတ်ရင်ဆွေမျိုးများကတိုက်တွန်းတော့လေရှက်စနုအမူအရာဖြင့်ခေါင်းတရရင်ခါနေခဲ့တဲ့ရက်က မုတ်ဆိုမတဦးနှင့်ကလေးတယောက်ရနေသည့်ကိစ္စမျိုးဝါရင်းကာလတနေ့တော်ဥပုပ်ရက်တွင်ဆရာတော်ဤကျောင်း၌လူစီကားနေသည်တရားဓမ္မရေရာဆွေးနွေးသည့်များရှိသကဲ့သို့အချို့တာယီတမီရေးကိစ္စများပြောကြသည် အချို့ကစီးပွားရေးပြဿနာပြောမပြောရင်ပါဘူးရှင်ကဆုံညောင်ရင်တို့နေ့ကအုံနှုတ်ခောက်ဆွေရမှုအသွားမှာဟင်းအိုးမောက်ကြလို့ကြီးစုမဲစုကလေးပြောင်းသွားတာပဲအဲ့ဒီနေ့ကများပတ်စံဆိုလို့မူးလို့ရှူစရာကြေးပြားတောင်မရှိဘူး ခောက်ဆွဲတဲ့ဒေါပုတုကဤလိုညီးလိုက်သည်ကိုဒီလောက်တောင်ပဲလားဗျာဟင်းလူမရင်နှစ်ချက်ခွဲလောက်တော့ရှိကြတာပါပဲဥညိုကြီးကတောက်ခနဲ့ဝင်ပြောလိုက်တဲ့ဖြင့်အာလုံးပွဲကြသွားတော့ဟူ၏တနေ့တွင်လဲကျောင်းအနီးမှပဲပြုတ်တဲ့တူရောက်လာကဆရာတော်အတွက်ငတလောက်ပေါင်းကက်လူပြီးအပြန်တွင်ဘဲနယ်မကွန်ခမရလေးဖိုးဖိုးရရဆုံးဟင်လာမလို့တာကြာပြီနေမကောင်းလို့လားဥညိုကြီးကမေးသည်ကို ။အော်ဥသူတော်ရဲ့ကပ္ပယကြီးလို့ခေါ်ပါဗျာ။အဲကပ္ပယကြီးရဲ့ဟိုဘက်ရက်တွေကအမိတ်ဆုံးနာရဲ့အဖေကိုစီကူးရတာရဲ့ကြောင့်ပေပုတ်တောင်မရောက်နိုင်ဘူးလား။သက်ဆက်မရှိလို့။အမလေးဗျာလူမန်းရင်နကြက်ခွဲလောက်တော့ချမ်းသာပါတယ်။မပြောနဲ့ရှင်တခါတလေများစံတပီဖို့တမူးတောင်မရှိဘူးဤနိုင်ဥညိုကြီးခေါင်းတည့်ညင်းနေပြုံးနေတတ်၏ ယော့ယော့ဇေလိဝေတာဟုပြောရင်မကွန်ကဥညိုကြီးကပတ်စံနှပြပေးသွားသေးသည်မကွန်ထွက်သွားသည်နှင့်အသက်20ခန့်အရွယ်ကျောင်းသားလေးအနာကလာကကပိယကြီးပတ်စံတပြားလောက်ချိပါလားဗျာပဲလို့ဝဲစားခြင်းလို့ဥညိုကြီးအာဘာဒရရီလိုက်ကဘာလဲကွာမင်းမနေ့ကဆရာတော်ပတ်စံပေးတယ်ဟုတ်လားငားမြင့်နေအဲ့ဒါသပင်းညက်ဖို့ပေးတာလေကုံပြီတပြားမှမရှိတော့ဘူးဗျာ မင်းတို့မရှိစကားအားကြီးပြောတာပဲလူမရင်နှစ်ချက်ခွဲလောက်တော့ရှိကြတာကြီးပါပဲကွာဤတို့လေကက်ပီးယားဥညိုကြီးဒီမရှိစကားကြားရတိုင်းနှစ်ချက်ခွဲစကားပြောလို့ရှိတော့ကြောင်းဘုံကြီးចောင်းသားလူငယ်တစုကအကြောင်းရှိရတာပြောချင်းဖြစ်ရမည်ဟုယူဆတိုင်ပင်ကဥညိုကြီးဤလှူရှာမှုကိုအမြဲတစေအကဲခဲလိလာနေခဲ့သည်တနေ့တော်လာခွေနေ့ညတညာတကောင်းရင်အချိန်တွင် ဥညိုကြီးသည်ကျောင်းဝင်း၏အနောက်တောင်တောင်ရှိညောင်မင်းအောက်သို့တုတ်တုတ်လျှောက်သဖြင့်ကျောင်းသားများပါမတိမတာလိုက်ချောင်းကြသည်ဥညိုကြီးလည်းညောင်မင်းအောက်ရောက်သည်နှင့်ပင်ရင်းတနေရာကိုတစုံတရာသောလက်နက်ဖြင့်တူးဆွကာလွတ်လွတ်ရွတ်ရွတ်အလုရှုပ်နေပြီးမှညင်များပြန်ဖို့ပြီးထွက်သွားသည်ဥညိုကြီးသည်ကျောင်းပေါ်တက်သွားသည်နှင့်ကျောင်းသားများလည်းထုံညောင်မင်းရင်း၌ပွနေသောမြေများကိုလက်ဖြင့်ရက်တူကြည့်ကြရာ တင်ငန်းစုဖြစ်ပတ်တာတော့အထုတ်တထုတ်တွေ့ရသည်နိခတုတ်တုတ်ဖြစ်၍ညောင်မင်းကိုကွဲပြီးစီးဖို့လိတ်ဖွာရင်ရီထွက်ကြည့်လိုက်သည်တွင်ကဘဲစီမူးစီမှတ်စီများစုစုပေါင်းနှစ်ချက်ခွဲတိတိတွေ့ကြရသည်ចောင်းသားတို့လည်းထုံမြင့်ချင်းကိုပုံမပြတ်အောင်ပြန်ဖို့ထားကအုံမိုးခွေရောပတ်စံများပါယူသွားကြပြီးအညီအမျှဝေယူလိုက်ကြ၏နောက်တစ်ပတ်လကွယ်နေတွင်တဖန်ဦးညွန့်ကြီးညောင်မင်းအောက်ရောက်လာပြန်၏မြေကိုစွ၍အနံ့ပြရှာတော်လဲ ဘာမှမတွေ့ရတော့ကြောင့်တရှူရှူဒေါပွားကခြေလန်းခြေဖြင့်ဝဲပဲလောက်ဝါကိုလက်ရလက်သီးဖြင့်ထုရင်ကျောင်းစီတို့ထွက်သွားကြည်၏9ရက်ခန့်အကြာလပြည့်နေတွင်ကျောင်း၌လူဆုံလာသည်ဒုံးစံအတိုင်းတန်ရာတန်ရာစကားများပြောဆိုနေကြသည်ဥညိုကြီးသည်လည်းရွေးသူလူများစုံတွေဖြင့်စကားလက်ဆောင်ကြနေရမှာကြားရတဲ့တဲ့နှင်းအတွက်ကျုပ်စိတ်မကောင်းလိုက်တာဗျာခမရရင်ဓမြတိုက်ခင်ရတယ်ဆိုလို့ဘာတွေပါသွားလဲဗျာ အာရှိတာကုံရောပဲမူးစိမစိတောင်မကြံဘူးအကုံယူသွားကြတယ်လေအဲ့ဒီနေမနက်ကများကောက်ညင်မောင်းဝယ်စားကိုတပြားတောင်မရှိလို့သူများစီကချီပြီးဝယ်စားရတယ်ကပီယာကြီးကတော့ပြောအုံးပါပဲလူမရင်နှစ်ချက်ခွဲလောက်တော့ချမ်းသာပါတယ်ဗျာလို့အေးကျွန်တော်တို့တော့နှစ်ပြားခွဲတောင်မချမ်းသာဘူးအဲ့ဒီနေကအေးအေးဟုတ်လိမ့်မယ်ဟုတ်လိမ့်မယ်ဦးညွန့်ကြီးတောက်တစ်ချက်ခောက်လိုက်ပြီးမှ ပတ်စံများမရှိဘူးဆိုတဲ့နောက်မရှိတော့ဘူးဗျာဤပုံဝှထုကဲ့သို့တော့ဖြစ်ရက်ကလေးတစ်ခုခုကိုစင်နူယိုးမှကြားဘူးကောင်ကြားဘူးကြပဲလိမ့်မည်အထက်ပါဝှထုသဘောလေးကိုကြားမိဘူးပါသာဟု စာရစ်စရာအချို့အားမေးကြည့်သည်ဝူရိုဝါရာပဲပြောဟုဆိုသည်ဖြင့်လုံးဝမသိမကြားဘူးသေးသူခိလူငယ်များအတွေ့ဘဝတုတအဖြစ်ရေးလိုက်ပါ၏တိပီသူများတီခန့်ကြပါယင် အတွဲ38အမှတ်450ရှုမဝါမဂဇင်းနိုဝင်ဘာလ1984ခုနှစ်အခုဖတ်ပြခဲ့တာကတော့ဆရာကြီးတာလူရဲ့လူမှန်ရင်နှကြက်ခွဲဆိုတဲ့ဝတ္ထုလိုပဲဖြစ်ပါတယ်။နားဆင်ရပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။နောက်နေ့မှပြန်ဆုံကြမယ်နော်။